ချင်းရတဲ့မိန်ကလေးကိုကလေး၄၀ကျော်ပိုတင်တောင်းခဲ့ပြီးခကနနာထိမ်းမြလက်ထက်ခဲ့တဲ့ဇုံတွဲလေးရဲ့ကြီးကျယ်ခမ်းနားလို့နဲ့မင်္ဂလာအခမ်းပွဲကြီးမင်္ဂလာပါပရိသတ်ကြီးရှင်ပြီးခဲ့တဲ့ရပိုင်းရတင်းတုံးကဇွဲထက်ရွှေဆိုင်ကနေကလေး၄၀ကျော်ပိုးဆိတ်ရွှေရဲ့အနာရီနဲ့တင်ထောင်းခဲ့တဲ့စုံတွဲလေးတစ်တွဲကလူမှုကွန်ရက်ပေါ်မှာနာမည်ကြီးလာခဲ့ပါတယ်။ တတို့သားဖြစ်သူကဇွဲထက်ဆိုင်ရွှေရန်နာဆိုင်ကနေ3400ကျော်ဂရီ40ကျော်ပိုတန်မိုးရှိတဲ့လက်ဝတ်လက်စားတွေကိုဝယ်ယူသွားခဲ့တာဖြစ်ပြီးတို့သမီးလေးကိုတန်မိုးထားပြီးတင်တောင်းခဲ့တာလည်းဖြစ်ပါတယ်တို့သမီးလေးကတော့မြပြလုံးနဲ့တံမိုးရှိရန်နာပစ္စည်းတွေကြောင့်အတော်လေးကိုအံ့ဩသွားခဲ့ရသလိုဆိုင်ရှင်တွေဘက်ကတော့မယုံကြည်နိုင်လောက်အောင်ဖြစ်သွားခဲ့ရတာပါ။ ပြည်သက်တွေကတော့တံမိုးထားခံရတဲ့သူတို့သမီးဖြစ်သူတွေအတွက်ထတ်တူဝမ်းသာပေးကြရင်းနဲ့မိန်းကလေးပြည်သက်အများစုကလည်းအားကြခဲ့ကြရတာဖြစ်ပါတယ်ငွေကြေးပြေဆောင်ချမ်းသာရုံသားမကသစ္စာရှိရှိချစ်ပေးပြီးတော့တံမိုးထားတောင်းရန်လက်ထက်ယူခဲ့တဲ့ဒီစုံတွဲလေးရဲ့မင်္ဂလာပွဲကိုလည်းမြန်မာနိုင်ငံမှာအကြီးကျယ်အခမ်းအနားဆုံးကျင်းပခဲ့တာပဲဖြစ်ပါတယ်။ Lexus car တစ်စီး BMW car တစ်စီး Mercedes car တစ်စီးပေါင်း ကာတောင်းစည်းစာတို့သည်တံမိုးငွေနှင့်ညီမြသောငွေသားလက်ဖွဲ့ကိုမင်္ဂလာမောင်းတဲ့စုံတို့အတွက်ချက်နေတဲ့လက်ဖွဲ့ကြတာဖြစ်ပါတယ်ခဗျာကျေးဇူးများစွာတင်ရှိရပါတယ်ပြန်နိုင်သောမင်္ဂလာ